ယထာများပေါ်တွင်ခီးတဲ့များပိတ်မိခြင်း၊ဒလိကားများတဲ့တွင်လူရချီပိတ်မိခဲ့ခြင်း၊လူသန်းပေါင်းများစွာဖုံးစိမ်းများဖြစ်ခဲ့ရပြီးအင်တာနက်ချိတ်မြဖြစ်ခဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးအိုင်ဘာရီယန်ကျောဆွယ်ကိုထိခိုက်စေခဲ့တဲ့ဓာအားပြတ်မှုကြီးအပြီးမှာစပိန်ပေါ်တူဂီတို့၌ဓာအားပြန်လည်ရရှိသွားပြီလို့အနာပိုင်များကပြောကြားခဲ့ပါသည်။အေဗီလာ29ရက်စောပိုင်းတွင်စပိန်ကုန်းမကြီးရဲ့60ခန်းနှုန်းကျော်သောဓာအားပြန်မိခဲ့တယ်လို့ RII ဓာအားလုပ်ငန်းကထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံပေါ်တူဂီနဲ့စပိန်လူရေတန်း60နီးပါးရှိတဲ့ Iberian ကျွန်းဆွယ်ပေါ်ကချောင်ကြကြနေရာတစ်ခုသာတအားပြတောက်ချင်းမှကင်းလုခဲ့ပါတယ်။ဒီအစစ်တအားပြတောက်ရတဲ့ခိုင်မာတဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။ဒါပေမဲ့စိုက်ဘာတိုက်ခိုက်မှုခံရခြင်းဖြစ်တဲ့ဆိုတော့ကောလာဟလာများထွက်ပေါ်နေပါတယ်။ဒါပြတ်တမှုရဲ့အရင်းခံဟာစပိန်နိုင်ငံရဲ့ဖြစ်ပုံရတယ်လို့ပေါ်တူဂီဝန်ကြီးချုပ်လိုဝစ်မွန်တီနီဂရိုကပြောကြားခဲ့ပါတယ်။ ထိုင်နိုင်စရာအကြောင်းရင်းအလုံးကိုစစ်စစ်နေရလို့စပိန်ဝန်ကြီးချုပ်ပီထရိုဆန်ချက်ကပြောကြားခဲ့ပါတယ်။တရင်းမအနေရဲ့အကြောင်းပြည်သူများကကော်လာဟာလာတို့ကိုမဖြန့်ချရင်၎င်းကသတိပေးခဲ့ပါတယ်။ပြည်တော်မူဖြစ်ပွားချိန်မှာအသုံးပြုနေတဲ့လျှက်စစ်တအားရဲ့တဝက်ကျော်ဖြစ်တဲ့လျှက်စစ်တအား15ဂီဂါဝက်ဟာ5စက္ကန့်အတွက်ရုပ်တရက်ပျောက်သွားခဲ့လို့ဆန်ချက်ကပြောကြားခဲ့ပါတယ်။စပိန်မှာတအားပြေဝပြန်ပေးနိုင်တဲ့အချိန်ကိုပြောနိုင်ဘူးလို့အစမ်းချက်ကပြောကြားခဲ့ပြီးလို့သမားချို့ဟာအေပီလ29ရက်နေ့တွင်အိမ်မှာနေကြလိမ့်မယ်လို့ဆိုပါတယ် ပေါ်တူဂီရဲ့တအားဟာနိုင်ပိုင်းတွင်ပြန်လည်ရရှိလိမ့်မယ်လို့၎င်းကပြောကြားခဲ့ပါသည်။ရက်စစ်တအားကိုညပိုင်းမှာပေါ်တူဂီနိုင်ငံရှိအိနောင်စု6သရမ5တန်းနဲ့က6သရမ2တန်းထံပြန်မေးခဲ့တယ်လို့အမျိုးသားမဟာဒန်အားလုံးလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရသိရပါသည်။ဒါအပြတ်တော်မှုကပြင်သစ်အနောက်တောင်ပိုင်းမှာခဏတာဖြစ်ပေါ်ခဲ့ပြီးမော်ရိုကိုနိုင်ငံမှာအင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအချို့နဲ့ဒေသခီးတဲ့စစ်စရေးစနစ်များကိုကမောက်ကမမဖြစ်စေခဲ့ဘူးလို့သိရပါသည်။လူတွေကအံအားတင်ခဲ့ကြပါတယ်လို့အသက်၁၉နှစ်အရွယ်ဆောင်းလုံရေးလှုပ်သား ကာရော့စ်ကန်ဒိုရီကပြောကြားခဲ့ပါတယ်။၎င်းဟာအခက်အခဲကြုံခဲ့ရတဲ့မက်ဒရစ်မြောက်ယထာဘူတာမှထွက်ခဲ့သူတူဖြစ်ပါတယ်။ဒါဟာစပိန်မှာဘယ်တော့မှမဖြစ်ခဲ့ဘူးပါဘူးလို့၎င်းကပြောကြားပါတယ်။ဖုန်းခေါ်လို့မရပါဘူး။ကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်ရဲ့မိဘတွေစီဖုန်းခေါ်လို့မရပါဘူး။ဘာမှကိုခေါ်လို့မရတာပါ။အလုပ်ကိုတော့မသွားနိုင်ပါဘူးလို့၎င်းက AFP ကိုပြောကြားခဲ့ပါတယ်။ မက်ဒရီမြို့နယ်စပိန်ပေါ်တူဂီနိုင်ငံတဝန်းကမြို့များတွင်အထိတ်တလန့်ဖြစ်နေသူများကဗန်များမှငွေများကိုအလင်းမြန်ထုတ်ခဲ့ကြပြီးဖုန်းလိုင်းအဆင်မပြေတဲ့လူအုပ်များဟာလမ်းများထဲတွင်ပြည်နေခဲ့ပါသည်။တက္ကစီကားများနဲ့ဘတ်ကားများပါတဲ့ကားတန်းကြီးများဖြစ်ခဲ့ရပါသည်။မိဘများအလုံးမလုံးချင်းတဲ့တူရဲတို့ကတိတ်သေးလာတဲ့ယင်ကြောကိုရှင်းလင်းရန်ရုန်းကန်ခဲ့ကြရပါသည်။ဒါကြောင့်ကားဆရာများအိမ်တွင်နေကြရင်အနာပိုင်များကတိုက်တွန်းခဲ့ပါသည်။မက်ဒရီမှာတက္ကစီကားတွေပိတ်မိသူ286ဦးရှိခဲ့ပါသည်။